င်္ဂါပါရှင်။ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်းကစိုးဝင်းကိုအရေးပါတဲ့စိုးရဝေကြီးဌာနဆိုင်ရာအမျိုးသားအဆင့်ကော်မတီတွေနဲ့ဗဟိုကော်မတီတွေကနေဖယ်ထုတ်ကစစ်ဘက်ဆိုင်ရာမှာလည်းသောဝင်းစာကြော်စွာလင်းကိုအ धिक ဆုံးဖြတ်ခွင့်တာဝန်များပေးအပ်ထားပါရယ်။ဒဝေမျိုးဝေကြီးအင်ယာခလာယာတရလီတည်ရင်နဲ့ ရေပြူမြို့မှာရဲစခန်းတို့ကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းပါဝင်နေ့လည်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကစိုးဝင်းကိုအရေးပါတဲ့အစိုးရဝင်ကြီးဌာနဆိုင်ရာအမျိုးသားအဆင့်ကော်မတီတွေနဲ့ဗဟိုကော်မတီတွေကနေဖယ်ထုတ်လိုက်တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ရဲ့ပြောဆိုချက်နဲ့စစ်တပ်ကထုတ်ပြန်ထားတဲ့ပြန်တမ်းတွေအရသိရပါဗျ။ ပြီးခဲ့တဲ့ဇူလိုင်လ31ရက်နေ့ကဆေးဥချုပ်ရည်ကိုဖျက်သိမ်းပြီးကာလုံကဆိုးရသည့်ပုံစံပြန်လည်ဖွဲ့စည်းခဲ့တဲ့အခါမှာအရင်ကဆိုးဝင်းအောင်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့တဲ့အမျိုးသားစင်ကောမဒီနဲ့ဗဟိုကောမဒီတွေမှာဆိုးဝင်းကိုပြန်လည်ခန့်အပ်တာမရှိတော့ဘဲမင်းအောင်လိုက်တဲ့နိုင်ငံတော်ဝင်ကြီးအဖြစ်တာဝန်ပေးခံရသူညိုစောသူကသာအ धिक ဥဆောင်သူဥက္ကဋ္ဌတွေဖြစ်လာပြီးနိုင်ငံအတွက်အရေးပါတဲ့အမျိုးသားစင်ကောမဒီနဲ့ဗဟိုကောမဒီ73ခုထပ်မင်းမောင် စိုးဝင်းကိုဖဲထုတ်လိုက်တယ်လို့သိရပါတယ်။အရင်တုန်းကစိုးဝင်းကဥဆောင်သူအဖြစ်ဆောင်ရွက်ခွင့်ရခဲ့တဲ့ဗန်နာယီကော်မရှင် အမျိုးသားစီမံကိန်းကော်မရှင်တို့မှမင်းအောင်လိုင်ကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီးညိုစောကိုဒုတိယဥက္ကဋ္ဌအဖြစ်ခန့်ထားကစိုးဝင်းကိုတော့လုံးဝထည့်သွင်းဖွဲ့စည်းတာမရှိတော့တာကိုတွေ့ရပါတယ်။စိုးဝင်းဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့တဲ့အမျိုးသားတဘာဝဘေးရန်နယ်စီမံခန့်ခွဲရေးဆိုင်ရာကော်မတီမှလည်းပြည်ထရေးဝန်ကြီးဒူပိုကျုပ်ကြီးထွန်းထွန်းအောင်ကိုဥက္ကဋ္ဌအဖြစ်ဖြစ်စေ တရားမဝင်ကုံသွဲမှုတိုက်ဖြတ်ရေးဥဆောင်ကော်မတီမှလည်းဝင်ကြီးချုပ်ညိုစောကိုဥက္ကဋ္ဌအဖြစ်တဖုံလေယာမြင်နဲ့အခြားမြင်များတင်စီမှုပြန်လည်စီစစ်ရေးကော်မတီမှလည်းညိုစောကိုဥက္ကဋ္ဌအဖြစ်ခန့်ထားပါရယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကကြားတဲ့အသေးစားအငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားအဆင့်ကော်မတီမှလည်းမင်းအောင်လိုင်းကဥက္ကဋ္ဌညိုစောကဒုတိယဥက္ကဋ္ဌအဖြစ်ပါဝင်ပြီးစိုးဝင်းကိုတော့လုံးဝဖယ်ထုတ်လိုက်ပါရယ် ဒါအပြင်စက်မှုလုပ်ငန်းနဲ့စက်မှုဆောင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှလည်းညိုစောကဥက္ကဋ္ဌမြမအထူးစည်းပွားရေးစုံဆိုင်ရာစီမံခန့်ခွဲရေးဘ ਹੁ အဖွဲ့မှလည်းညိုစောကဥက္ကဋ္ဌအဖြစ်ပါဝင်ပြီးစိုးဝင်းမှလုံးဝမပါဝင် တော့ပါဘူး။အဲ့ဒီအခါမှာအုပ်ချုပ်ရေးရန်တရာအတွက်အရေးမပါတဲ့ကော်မတီနဲ့အဖွဲ့တွေမှစိုးဝင်းကိုစက်ပြီးထည့်သွင်းဖွဲ့စည်းထားတာကိုတော့တွေ့ရှိရပြီးဂုံနုဆောင်ပွဲတစိ့ချင်းမြင့်ရေးစီစစ်ရေးအဖွဲ့မှစိုးဝင်းကိုနိုင်ငံအဖြစ်နဲ့ နေဆက်ဒေသနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှာတော့ဒုတိယကထအဖြစ်မင်းအောင်လိုင်ကထည့်သွင်းဖွဲ့စည်းထားပါတယ်။အဲဒီလိုပဲစစ်ဘက်ဆိုင်ရာစီမံခန့်ခွဲရေးတွေမှာလည်းကြီးရည်လေညီနိုင်ကုကဲရင်မူဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုမင်းအောင်လိုင်ကအဓိကစီမံခန့်ခွဲဖို့တာဝန်ပေးထားတာကြောင့်ဆိုဝင်မှာစစ်ဘက်ရေးရာနဲ့စစ်ရေးဆိုင်ရာစီမံခန့်ခွဲရေးတွေမှာလည်းလုတ်ပိုင်ခွင့်နှဲလာတာလို့နေပြီးတော့စစ်ဘက်တရင်ရေးမိကပြောပါရရှင်။ တနင်္သာရီတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတဝဲမြို့ဝင်းကြီးအင်ယာခလာရတရလေးတရင်နဲ့ရေပြူမြို့မှာရေစခန်းတို့ကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒူရကစစ်ကြောင်းကပြောပါရယ်။ပြီးခဲ့တဲ့အော်တိုဗာလ9ရက်နေ့နေ့လယ်12နာရီခန့်မှာရေပြူမြို့နယ်မြို့မှာရေစခန်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာမှာတော့စစ်တပ်ဘက်က ထိခိုက်သိမ်းဆုံးမှုရှိမရှိကိုအတိမပြုနိုင်သေးဘူးလို့သိရပါရယ်။ အဲ့ဒီလိုပဲအဲ့ဒီနေ့ညနေ၄နာရီကျော်ခန့်မှာတဝဲမျိုးဝင်ကြီးအင်ယာအတွင်တက်ဆွဲနေထိုင်တဲ့အကြံဘတ်စစ်သားတွေကိုလည်း drone နဲ့ထပ်မံပုံကျဲတိုက်ခိုက်ခဲ့ပြီးအကြံဘတ်စစ်တပ်ဘက်ကထိခိုက်မှုအရေအတွက်ကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါဗျ။ဒါအပြင်အော်တိုဗလာ၈ရက်နေ့ည9နာရီခန့်မှာလဲလောင်းလုံးမြို့နယ်ခလာရ104တရင်ကိုတော်လိုင်းရေးတပ်ဖွဲ့တွေက drone နဲ့ထပ်မံပုံကျဲတိုက်ခိုက်ခဲ့လို့သိရပါဗျ။ အဲ့ဒီတိုက်ခိုက်မှုကိုဒဝဲမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒူရဂါစစ်ကြောင်း drone team နဲ့ DEF drone team တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်။ပြည်သူတွေအနေနဲ့လည်းတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးတွေကိုအရှိန်အဟုန်တိုးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့် စေရထူသည်တည်တည်ပြူသွာလာနေထိုင်ကြဖို့ကိုတိုက်တွန်းထားပြီးတနင်္သာရီတိုင်းအတွင်အကြံဘတ်စစ်တပ်ကအချိန်မရွေးလေးချောင်းအုံပြူပြီးတိုက်ခိုက်မှုတွေရှိနိုင်တာကြောင့်ပြည်သူတွေအနေနဲ့လည်းတနိုင်ငံလုံးအတိုင်းသာနဲ့စေရတွေကိုအရှင်ယုံတိုးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့်စေရထူသည်တည်တည်ပြူသွာလာနေထိုင်ကြဖို့ကိုတိုက်တွန်းထားပြီးတနင်္သာရီတိုင်းအတွင်အကြံဘတ်စစ်တပ်ကအချိန်မရွေးလေးချောင်းအုံပြူတိုက်ခိုက်မှုတွေရှိနိုင်တာကြောင့် ပြည်သူတွေအနေနဲ့လည်းလေချောင်းရံကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းချက်လက်တွေကိုလိုက်နာကြည့်ကြံကြဖို့နဲ့တော်လာရင်းနဲ့စည်ရဲရှင်မြင်လာတာနဲ့မြပြည်သူဘက်အမှန်တရားဘက်ယက်တီလို့တဲ့စစ်သားတွေရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူရင်တွင်ခုလုံပြီးအ мян ဆုံးပူးပေါင်းပေးကြပါလို့လဲဒရကစစ်ကြောင်းကတိုက်တွန်းဖိတ်ခေါ်ထားပါတယ်ရှင်။မန္တလေးတိုင်းဘက်ကိုကြည့်အောင်ပါမန္တလေးတိုင်းမိထီလာမြို့မှာကင်းလဲ့နေတဲ့ရဲကားကိုလက်ပစ်ပုံးပစ်သွင်းတိုက်ခိုက်ခဲ့တာကြောင့် ရဲနှဦးသိမ်းဆုံးခဲ့တယ်လို့စေတန် UG အဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကအော်တိုဗလာ၁၂ရက်နေ့မနက်၁၇နာရီခန့်မှာမိထီလာမြို့အနောက်ဘက်ကနေကင်းလှည့်ပြီးပြန်လာတဲ့ရဲကမြို့တွင်းကိုပြန်လည်ဝင်ရောက်လာခြင်းပညာရေးတက္ကသိုလ်အနီးမှာပဲလက်ပစ်ပုံပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာရင်းနှဦးပွဲချင်းပြီးသိမ်းဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ရဲတွေကိုတော့ မိတိတာဆေးရုံကိုပို့ဆောင်ပြီးအရေးပေါ်ကုသနေတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုစေတန် UG အဖွဲ့ကပြုလုပ်ခဲ့တာဖြစ်ပြီးတော်လိုင်းရဲရဲဘော်တွေကတော့အထီးကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။နေပြည်တော်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်တက္ကသိုလ်မြို့နယ်မှာအကြမ်းဖက်စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်က၄ဦးသေဆုံးခဲ့တယ်လို့မြို့သိမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါရယ် ပြီးခဲ့တဲ့စတေမာလာ15ရက်နေ့နေ့လယ်3နာရီခွဲမှာတက်ကုံးမြို့နယ်ယေဒနာမြေကြီးရွာနီးနယ်မြေရှင်းလင်းဖို့ထွက်လာတဲ့စစ်သားတွေကိုတော်လန်ရေးတပ်ဖွဲ့တွေကမိုင်းခွေအရောက်မှာပဲဖောက်ခွဲတိုက်ခိုက်ခဲ့လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားတအူပွေချင်းပြီးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိတဲ့စစ်သားတွေကိုလူနာတင်ကားနဲ့လာရောက်တဲ့ဆောင်းချင်းစစ်သား၃ဦးထပ်မံသေဆုံးခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရရှိတဲ့စစ်သား၄ဦးလည်းရှိတယ်လို့သိရပါဗျ။ အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုကိုမကွေးတိုင်းဒေသကြီးမကွေးခရိုင်မြို့သိမ့်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့သိမ့်ပကဖားကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လိုင်းရဲဘော်တွေကတော့ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ကရင်ပြည်နယ်ဘက်မှာတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်နောင်မိကျေးရွာလမ်းပိုက်မှာ KNLA ပူးပေါင်းတပ်နဲ့ DKBA ဗိုလ်ဗီတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး TKBA ဗိုလ်ဗိတ္တသားတချို့ကိုအရှင်ဖမ်းမိထားတယ်လို့ KNL စီးရီးသတင်းရင်းမြစ်စီကနေသိရပါဗျ။ပြီးခဲ့တဲ့အော်တိုဘာလ17ရက်နေ့နေ့လယ်2နာရီကျော်လောက်မှာမြပါတိုင်းနောင်မီရွာဘက်ကို TKBA ဗိုလ်ဗိတ္တနဲ့စစ်ကောင်မရှင်တပ်တွေကစစ်ကြောင်းထိုးလာတဲ့အတွက် KNL ပူးပေါင်းတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနက်နက်ကြီးပစ်ခတ်မှုတွေနဲ့အတူတိုက်ပွဲပြင်းထန်ခဲ့ကတိုက်ပွဲအတွင် TKBA ဗိုလ်ဗိပူးပေါင်းတပ်ဘက်က အထိနာသွားခဲ့တယ်လို့လည်းသိရပါဗျ။ စစ်တောင်းပြန်လဲစုခွာခဲ့ရတဲ့ DKBA ပူပေါင်းတပ်တွေအားချီဘိုစံဘက်ကိုလက်နက်ကြီးနဲ့ဒရုန်းတွေပစ်ခတ်ခဲ့တာကြောင့်ဒေသခံတွေလည်းထွက်ပြေးသိမ်းရှောင်ခဲ့ရတယ်လို့သိရပါဗျ။အကြံဘတ်စစ်ကော်မရှင်တပ်တွေဟာအော်တိုဘားလ9ရက်နေ့ကနေစလို့ KNU တမခုံနယ်မြေအတွင်းမှာရှိတဲ့ KNL မာမိတ်တပ်တွေရဲ့ထိန်းချုပ်နယ်မြေတွေကိုထိုးစစ်ဆင်တိုက်ခိုင်းနေပြီးနဘူးမြပတိုင်းနောက်ထပ်ပန်းအစရှိတဲ့ခြေရွာတွေကပြည်သူတွေကိုဖမ်းဆီးတာမျိုးတွေလည်းရှိနေပါတယ်ရှင်။ မကွေတိုင်းဘက်ကသတင်းကိုကြည်အောင်ပါမကွေတိုင်းပေါင်းမြို့နယ်နဲ့မြိုင်မြို့နယ်မှာရှိတဲ့ဂျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကဂျိုင်ရိုကော့ပတာစစ်တပ်လေဒီတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်တွေပျက်စီးခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်မနေ့ကအော်တိုဗလာ၁၂ရက်နေ့မနက်၁၇နာရီကျော်ခန့်မှာပေါင်းမြို့နယ်ရှေးမြောက်ချမ်းမှာရှိတဲ့ဂျေးရွာတွေကိုမုံရွာနားမှာခါကနေတက်လာတဲ့ဂျိုင်ရိုကော့ပတာ၃စီးက ၃ချိန်ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွင်းမှာတော့ပြည်သူတွေထိခိုက်မှုမရှိပေမဲ့လည်းအဆအဦးတွေကတော့ထိခိုက်ပျက်စီးခဲ့ပါတယ်။အဲဒီလိုပဲမနေ့ကအော်တိုဗလာ၁၂ရက်နေ့မနက်အစောပိုင်း၇နာရီခန့်မှာမြိုင်မြို့နယ်အနောက်ချမ်းမှာရှိတဲ့ကျေးရွာတွေကိုလည်းအကြမ်းဖက်စစ်တပ်ရဲ့ပခုတ်ကူတမတရားတိတ်ကနေတက်လာတဲ့စစ်တပ်လေဒီနစီကပုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူတွေထိခိုက်မှုမရှိဘူးလို့တော့သိရပါတယ်။မြိုင်နယ်ပေါင်မြို့နယ်တဲကိုစစ်ခွေးတွေကပြည်သူတွေကို ပြစ်မှတ်ထားပြီး က်တဲ့လေဒီတွေနဲ့ဇက်တိုက်ကိုပုံကျဲနေတာကြောင့်ပြည်သူတွေလည်းရွာထဲမှာမနေရဲတော့လို့နေစဉ်ကိုထွက်ပြေးနေရတယ်လို့ဒေသပြည်သူတို့ကပြောပါရယ်။ဒါအပြင်ရှမ်းပြည်နယ်မိုင်းလုံးမြို့နယ်ကိုလည်းအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါရယ်။ပြီးခဲ့တဲ့အော်တိုဗလာ၁၀ရက်နေ့ကလည်းမုံမိတ်မြို့နယ်အောင်မြင်ရွာနီးကိုအကြမ်းဖက်စစ်တပ်ကပေါင်150ဘုံးနှလုံးနဲ့လက်နက်ကြီး6လုံးပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒါအပြင်အော်တိုဗလာ၁၁ရက်နေ့နေ့လယ်တနားခွဲမှာအကြဘတ်စစ်တပ်ကတော့ဆန်ရွာမှာဂျီရွာကိုဂျက်ဖိုက်တာနဲ့ပေါင်150ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်နေနှလုံးနဲ့ဖုံးကြီးကြောင့်မှရှိတဲ့ဇရက်တွေထိခိုက်ပျက်စီးခဲ့ပါတယ်။ပြည်သူတွေအနေနဲ့လည်းအကြံဘတ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့အတွက်စည်ရေးသတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရံကနေကာကွယ်နိုင်ဖို့ကိုလေကြောင်းရံကာကွယ်ရေးဆိုင်ရာနီးလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့နဲ့အကြံဘတ်စစ်တပ်ကတအားပြည်တွင်းသာမကောင်း တိုင်းရင်းသားလက်နက်ကန်တွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကနေတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့နေရာတွေမှာလူဖြစ်စေလက်နက်ကြီးတွေဒရုန်းတွေနဲ့ကတဖုံလေကြောင်းတွေကတကြောင်အပြစ်မဲ့ပြည်သူလူထုတွေအပေါ်ကိုစစ်ရဇဝဲမှုကျူးလွန်နေတယ်လို့ TNL ကပြောထားပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မကြခင်လပိုင်းလောက်မှာအကြမ်းဖက်စစ်ကောင်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲကိုကျင်းပပြုလုပ်တော်မှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့အဲ့ဒီရွေးကောက်ပွဲအတူကိုအကောင်းဆုံးကျော်ဖြတ်နိုင်လိမ့်မယ်လို့စကိုင်း PDF ကဆိုပါတယ်။အကြံဘတ်စေအုပ်စုဟာရွေးကောက်ပွဲနီးကပ်လာတဲ့အမျှသူတို့လက်လွတ်ဆုံးရှုံးထားတဲ့နေမျိုးတွေကိုပြန်လည်သိမ့်ပိုက်ရရှိဖို့ကိုအပြည့်အထန်ထိုးစစ်ဆင်နေတယ်လို့အယက်သားပြည်သူတွေနေထိုင်ရာနေအိမ်တွေကိုလည်းနေ့စဉ်လေကြောင်းတိုက်ခိုက်နေရကြောင်းပြည်သူတွေစည်ရည်တည်နဲ့အထူးဂရုစိုက်နေထိုင်ကြဖို့ကိုအသိပေးထားပါတယ်။စကိုင်း PDF အနေနဲ့ကတော့တရားမဝင်ရွေးကောက်ပွဲကိုလက်မခံသလို ပြည်သူလူထုလက်ထဲအာဏာပြန်လဲရောက်ရှိဖို့နှီးမျိုးစုံနဲ့ကြိုးပမ်းသွားမယ်လို့ဆိုပါတယ်။လက်ရှိချိန်ဟာတော်လှန်ရေးအင်အားစုတွေအားလုံးအတွက်အရေးကြီးတဲ့အချိန်ကာလဖြစ်တာကြောင့်လက်တွေ့ကြတဲ့အလုပ်တွေကိုစီးလုံးညီညွတ်စွာပူးပေါင်းအကောင့်ထည့်ဖော်ဖို့လိုအပ်နေပြီလို့လဲစကိုင်း PDF ကထုတ်ပြန်ထားပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့နေ့လည်ကသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ